စိတ်ရတယ်ဆိုတာကိုလည်းသိပြီးတော့အမ်သဘောမကျဘူးပေါ့အဲတစ်ချက်ပေါ့နော်ပြီးတော့အခုကိုကလေးကျင်ကန်းတွေလည်းလုံနေရလဲပါရဲဆိုတော့ရိုးရိုးမွေးဖို့လည်းအားရှိမယ်လို့စိတ်ထဲမှာခံစားရတယ်တစ်ချက်ပေါ့နော်ပြီးတော့ဟိုကိုကဒီကလေးမွေးပြီးသွားပြီဆိုလို့ရှိရင်လည်းကိုအလုပ်တွေကိုလည်းအဆက်မပြတ်ချင်ဘူးပေါ့ဆိုတဲ့အခါကျတော့ဒီလိုမျိုးရိုးရိုးမွေးခြင်းရကြတော့ recovery time မြန်နေနော်အကယ်၍ကိုကခွဲမိမယ်ဆိုလို့ရှိရင်အားကြောင့်ခွဲမွေးခြင်းရနေနေနောက်ဆက်တွဲအကျိုးလေးရရှိသေးရဲ့ဆိုတဲ့အခါကျတော့အဲ့ဒါလေးစဉ်းစားတာပေါ့နော်အဲ့အဲ့ကြောင့်မို့လို့ဟုတ်အဲ့ဗန်နီတာလေးလေးချင် အဲ့လိုတော့ရှိပါဘူးအဲ့လိုမျိုးအဲ့ကြောင့်အဲ့လိုမျိုးမတတ်မှတ်လို့လဲရိုးရိုးမွေးဖို့စဉ်းစားလိုက်တာပေါ့နော်ရိုးရိုးမွေးရဲဆိုတဲ့အခါကျတော့ဘိုင်းနာရဲ့နေဒါကလေးရဲ့မွေးနေပဲလေဒါသူ့တွေရဲ့ရာသာပဲလေနော်ဒီကလေးအတွက်တတ်မှတ်လိုက်တဲ့ကန်တရာကသူ့တွေရှိပြီးသားပဲဆိုတော့အဲ့လိုမျိုးအယူဆမရှိပါဘူးဟုတ် နေ့ပွဲတက်ကတော့ကိုယ်မိသားစု organization ရဲ့ပွဲဆိုတော့တက်ဖြစ်တာပါအဓိကတော့လေကျမကလည်းကိုဝင်ဆရှိတွေကပွဲကြီးသိပ်ပြီးတော့မလုပ်ဖြစ်တာလည်းရှိရယ်ပေါ့နော်ပြီးတော့အကုန်လုံးနဲ့လည်းပြန်ပြီးတော့送ကျင်တော့တက်ဖြစ်တာပါဟုတ်ကိုဝင်ကတော့နောက်ပတ်ဆိုရင်တော့၈လပြည့်မယ်ပေါ့နော်ဟိုကတော့ဂျူဒိတ်ကတော့ဇူလိုင်နေ့မှာပါဟုတ် အမြင်လိုက်တာဆိုဘုံလေးဟိုဘိုက်ထဲမှာတော့ကိုယ်ကလေးလေးဆိုကြတဲ့ကတော့ဒါလေးပဲပြပြချစ်မယ်ပေါ့နော်ဆိုတော့ general review လောက်တဲ့ပွဲမှာတော့အရင်ခုံရတာပေါ့နော်သားလေးလားသမီးလေးလားပေါ့နော်အမျိုးသားတော့သမီးလေးလိုချင်တာသမီးလေးရမ်းလိုချင်တယ်သမီးယူတယ်ပေါ့နော်အဲဒါပေမဲ့လည်းသားလေးဖြစ်တော့လေသူနဲ့ကဲဝကဲဝကဲပဲရတယ်ပေါ့နော်ဆိုတော့ကိုကတော့ဘာပြပြချစ်မယ်ပြီးတော့အများကြီးကယူဆိုင်ပေးမယ်ခလေးကို ရဲ့လမ်းကြောင်းလေးနဲ့တူပေါ့နော်ဖြစ်အောင်လို့ပြောထောင်ပေးဖို့စဉ်းစားထားပါတယ်။အဲပြောရင်အဲ့တော့ကတော့နှစ်ဖက်လုံးမှန်းတာပေါ့နော်။ကိုယ့်ဘက်ကကျတော့တမီးမျိုးယိုတမီးတွေကြီးပဲဒီမားဘက်မှာကျတော့သူ့ဘက်မှာကျတော့ညီကိုတွေများတယ်။သူ့ညီကမွေးထားရတယ်လေ။ตาလေးတွေကြီးပဲဆိုတဲ့ခါကျတော့ဘယ်ဟာဖြစ်မလဲဆိုတာမဲဘယ်ဟာတောင်လဲမသိဘူးပေါ့နော်။အခုကတော့ သူတို့ဘက်ကိုတာဝါတယ်ပို့ပြောရမှာပေါ့နော်ဆိုတော့တားပြပြသမီးရှိရပါကိုကတော့ပြောပါတယ်ဟို तू ကလည်းသမီးကိုမျောမျောလိုက်နေဆိုပေမဲ့တားပြင် तू ကကိုတော်ပြောဦးမှာဘာလို့ဆိုတော့ तू ပြန်ကဲဖို့အတွက်ကိုလေအဲခလေးကခလေးကိုပြန်စောင့်မယ်ပေါ့နောက် session နေကြတဲ့အခါမှာ तू ပြန်ကဲဖို့အတွက်ကို तू အာယူနေပြီခုချိန်ကြီးက နည်းနည်းကိုတော့ရှင်းတုံးနေပြီဒါနှစ်ယောက်ပေါင်းပြီးတော့ကြော်တော့မှာပေါ့အဲ့လိုဖြစ်နေအဲ့လိုဖြစ်အဲ့လိုဖြစ်နေပါဘော तू ကလည်းရှင်းတုံးနေသူ့ကားတွေကိုဖြက်စီးတော့မဲ့သူလာတော့မဲ့ဆိုပြီးတော့ကိုရီးယားလीဘလို့ဖြစ်ဖြစ်ပေါ့ဘလို့ဖြစ်ဖြစ်ဆိုတာသူ့စိတ်သဘောဆန္ဒအရာပေါ့နော်ဘလို့မျိုးပဲ तू ဝါသနာပါပါပံ့ပိုးပေးမယ်လို့စဉ်းစားထားတယ်။အဲဒါကြောင့်သူ့ကိုလည်းပြောထားတယ်ကလေးကိုဒီကားဝါသနာကိုပဲအဓိကအရင်မတွန့်မပေးနဲ့ပေါ့နော်။ तू ကတော့အာကလေးကိုဆိုကားမောင်းခိုင်းမယ်ပေါ့နော်။အဲ့လိုမျိုးစဉ်းစားထားရရှိတယ်။ကိုကတော့မတွန့်မပေးပါဘူးကလေးကတော့ဟုတ်တယ်ဝယ်ထားတယ်လေဟိုတက်လို့အောင်ဗီဒီယိုလေးတင်ထားတယ်ဝယ်ထားဆိုတာဟိုလက်ဆောင်ရရကြီးလဲပါတာပေါ့ကွယ်ဟိုလက်ဆောင်တွေစုပြီးပေးကြတာတွေရောပြီးလို့ရှင်ကိုယ့်အိမ်မှာလဲကြိုပြီးတော့ပြင်ဆင်ထားတာပေါ့နော်ဟိုတချို့တွေကတော့ ဟိုကလေးပစ္စည်းရေကြိုးစုမကောင်းဆိုပြီးတော့ဒါအယူဆရှိကြရဲဆိုပေမဲ့ချမ်းမိုးရင်းနဲ့ကြောက်လဲဒါကြိုတင်ပြင်ဆင်ခြင်းကကောင်းတဲ့မူကျင့်ပေါ့ဆိုတော့အဲ့ခါကျတော့ကြိုတင်ပြင်ဆင်ထားတဲ့ခါကျတော့တကယ်တကယ်တမ်းကိုကမွေးဖွားတော့မယ်ဆိုတဲ့ခါကျတော့အဖက်ဘက်ကနေပြေစုံနေတော့အဆင်ပြေတာပေါ့ အဲအခုကြည့်စဉ်းစားထားရိုးရိုးမွေးမယ်လို့စဉ်းစားထားတယ်စဉ်းစားထားတယ်ဒါပေမဲ့အခုကကြတော့32ပတ်နောက်တစ်ပတ်မှ32ပတ်ပြည့်မှာဆိုတော့ဆရာမကြီးကတော့36ပတ်အထိခဏစောင့်ကြည့်မယ်ပေါ့နော်စောင့်ကြည့်ပြီးတော့ခလေးနေထားလဲကောင်းတယ်ဟိုရိုးရိုးမွေးလို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ရိုးမွေးမှာလို့စဉ်းစားပြည့်လဲဆိုတော့အဓိကတော့လေအဲ့လိုခွဲစိတ်ရတယ်ဆိုတာကိုလည်းသိပြီးတော့ အဲတဘောမကြောက်ဘူးပေါ့အဲတစ်ချက်ပေါ့နော်ပြီးတော့အခုကိုကလေးကျင်ငန်းလေးလဲလုံနေရလဲပါရဲဆိုတော့ရိုးရိုးမွေးဖို့လဲအားရှိမယ်လို့စိတ်ထဲမှာခံစားရတယ်တစ်ချက်ပေါ့နော်ပြီးတော့ဟိုကိုကဒီကလေးမွေးပြီးသွားပြီဆိုလို့ရှိရင်လည်းကို့အလုပ်တွေကိုလည်းအဆက်မပြတ်ချင်ဘူးပေါ့ဆိုတဲ့အခါကျတော့ဒီလိုမျိုးရိုးရိုးမွေးခြင်းရကြတော့ recovery time မြန်နေနော်အကယ်၍ကိုကခွဲမိမယ်ဆိုလို့ရှိရင်အားကြောင့်ခွဲမွေးခြင်းရနေနေနောက်ဆက်တွဲအကျိုးလေးရရှိသေးရဆိုတဲ့အခါကျတော့အဲ့ဒါလေးစဉ်းစားတာပေါ့နော်အဲ့အကြောင်းမလို့ဟုတ်အဲ့ဗနီတာလေးလို့ခြင်း အဲ့လိုတော့မရှိပါဘူးအဲ့လိုမျိုးအဲ့ကြောင့်အဲ့လိုမျိုးမတတ်မှတ်လို့လဲရိုးရိုးမွေးဖို့စဉ်းစားလိုက်တာပေါ့နော်ရိုးရိုးမွေးရဲဆိုတဲ့အခါကျတော့ဘိုင်းနာရဲ့နေဒါခလေးရဲ့မွေးနေပဲလေဒါသူ့အတွက်ရဲ့ရစားပဲလေနော်ဒီခလေးအတွက်တတ်မှတ်လိုက်တဲ့ကန်တရာသူ့အတွက်ရှိပြီးသားပဲဆိုတော့အဲ့လိုမျိုးအယူဆမရှိပါဘူးဟုတ်အဲ့တော့အဲ့ဒီအချိန်တည်းမှာပဲစဉ်းစားမလားလို့လေကြိုပြီးတော့တွေးလို့ရှိရင်အရာရာကြီးရောက်လေအဲ့လိုစိုးရင်ပူမမှုတွေများသလားလို့အဲ့ခါကျတော့အဲ့ဒီအချိန်တည်းမှာပဲစဉ်းစားမယ်ဟိုဘလို့ဖြစ်မလဲကိုလည်းမသိသေးဘူးပေါ့နော်အဲ့ဒီအချိန်တည်းတော့အမျိုးသားကိုပဲအော်ဟစ်ပြီးစွဲဆောင်နေပြီလို့ကြိုစွဲဆောင်မှာတော့ကောဆိုပေမဲ့ ဟုတ်ဟိုကလေးကတော့လေအခုချိန်တွေကအလုပ်ပေးနေရပါတော့အလုပ်ပေးနေရဆိုတော့ကလေးနဲ့ပတ်သက်တဲ့ product တွေကအခုချိန်တွေကနေစပြီးတော့ကန်းလန်းလာလေးရှိရဲဆိုတော့ဩဒီ byte ကကလေးလေးကဟိုသူ့သူ့အထုံးနဲ့သူ့လာတယ်ပေါ့အဲ့လိုမျိုးတောင်ခံစားရတယ်ပေါ့ဆိုတော့ဟိုနောက်ပိုင်းကတော့ ဟိုကလေးလေးနဲ့ပတ်သက်ပြီးတော့လေ activities လေးတွေလည်းရှိပါမယ်ပြီးတော့ကိုကမွေးပြီးသွားလို့ရှင်နေအနုပညာလုံးနေကအနုပညာလို့ဆိုတာအဓိကတော့ကိုက MC ပဲလုပ်တာဖြစ်တဲ့ခါကျတော့အဲ့ဒီလုံးနေအရင်အလှမ်းမွေးခြင်းတဲ့ခါကျတော့အဲ့ဒီလုပ်တွေကိုလည်းဆက်ပြီးတော့လုပ်သွားမယ်ပေါ့နော်ကိုကဒီဘက်က sign လုပ်ကိုလည်းမလင်းရအောင်အဖက်ဘက်ကနေ balance ဖြစ်အောင်လို့စူးစမ်းတော့ပါမယ်ဟုတ်